ဟုတ်ကဲ့ဗျတင်အောင်ဘင်ကဘွားတယောက်ဖြတ်မယ်ဆိုရင်သိထားရမယ့်အချက်လေးတွေအကျိုးရှိမဲ့အချက်လေးတွေကျွန်တော်ပြောပေးခြင်းတယ်ဘင်ကဘွားတွေဆိုတာ chain ဆိုတဲ့စကားလုံးနဲ့အတူတူပဲဗျအပြောင်းလဲပေါ့အဲ့တော့အပြောင်းလဲအမြဲတမ်းလုံနေတဲ့ဘင်ကဘွားတွေကအောင်မြင်တယ်ဘာဖြစ်လို့လဲဆိုတော့ခရီးစီချောင်းကတိုးတက်လာတဲ့ဤပညာတွေနောက်ကိုလိုက်ပြီးအစ်စ်အစ်စ်တွေကိုလောက်ကင်ဆောင်ရွက်ခြင်းဖြင့်အောင်မြင်နိုင်တဲ့လူလို့အတိတ်ပဲရတယ်ဘင်ကဘွားတွေကဒါကြောင့်ကျွန်တော်တို့ကဘင်ကဘွားဖြစ်လာပြီဆိုရင်ပြောင်းရမှာမကြောက်နဲ့ chain ရမှာမကြောက်နဲ့ ချဲရမှာကြောက်ပြီတမယူးကြအလုပ်တွေလုံးနေတယ်ဆိုရင်ဘင်ကဘွားတွေကတိတ်တိုးတက်လည်းမရှိဘူးနားလည်အောင်ပြောရမယ်ဗျာမယူးဖလာအလုပ်တွေလုံးနေကြတယ်ဆိုရင်တော့မှမိဘငါသားကြီးငါသမီးကြီးဒီအလုပ်ကိုတော့ငါသားသမီးလုပ်လိုက်ကြဆိုပြီးပြီးတယ်ဆိုရင်တော့မှမိဘလက်ထက်ကပုံစံအနိုင်မလုပ်တော့ဘဲနဲ့ပုံစံအစ်တတွေလုပ်တာထုတ်ပိုးမှုတွေပို့ပြီးတက်ဆန်းအောင်လုပ်တာနော်ဝန်ဆောင်မှုတွေပို့ကောင်းအောင်လုပ်တာဒီလိုမျိုးလုပ်ပြီးမှအောင်မြင်နိုင်တာဖြစ်တယ်ဘင်ကဘွားတွေကဒါအပြင်ဘင်ကဘွားတွေကအမြဲတမ်းအပြောင်းအလဲတိုးတက်တာကိုကြိုက်တာဖြစ်တဲ့အတွက်အရန်ကြီးဘယ်လိုပြောမလဲလက်ကသာဝင်တဲ့အလုပ်တွေ အကျိုးမပေးဘူးအထူးသဖြင့်အစိုးရဝန်ထမ်းလိုပေါ့တိတ်ပြီးအပြောင်းလဲအရင်ကြီးမရှိတဲ့ငရဌာနမျိုးတွေဆိုရင်လုံးဝမကောင်းဘူးဘယ်ကဘွားတွေကအများအသက်အသက်တွေအပြောင်းလဲတွေခေရီစီချောင်းတွေခေရတောင်းဆိုလာတဲ့ပညာတွေလိုအပ်ချက်တွေကိုအများအားဖြည့်ဆည်းခြင်းတွေရဲ့လူတွေဖြစ်တယ်အဲ့လိုဖြည့်ဆည်းနေမှလည်းဘင်္ဂဘွားတွေကအောင်မြင်တယ်မလုံချင်ဘူးအပြောင်းလဲမလုံချင်ဘူးဒိုင်းမနေတယ်လမ်းအိုတိုင်းလိုက်နေတယ်ဘင်္ဂဘွားတွေကမအောင်မြင်ဘူးဒါအပြင်ဘင်္ဂဘွားတွေတော်တော်များများဗုဒ္ဓဘူးဂျုံနဲ့ပတ်သက်ဆန့်နေတာဖြစ်တယ်ဗုဒ္ဓဘူးဆိုတာစကားပြောဆိုပါ ဘင်္ဂဘွားတွေကတခါကြာရင်ဘွားစာရညံ့တဲ့ဘင်္ဂဘွားတွေကစကားပြောဆိုမတက်တာတွေစကားပြောရင်လှောင်မပြောတတ်တာတွေတခုခုပြောစရာရှိတယ်ဆိုရင်ဒဲ့လူဝင်ဝင်ရှင်းရှင်းပြောလိုက်တာကြောင့်တစ်ဖက်လူကနဝင်မချိုတာတွေအချို့နေရာတွေမှာပြောတယ်မပြောတယ်မမမသိပဲနဲ့အမှန်တိုင်းပြောလိုက်ရတာနဲ့လူမုံများတာတွေဖြစ်တတ်တယ်။အဲတော့ဘင်္ဂဘွားတွေကပါပါနက်နက်နဲ့စကားပြောထက်တဲ့ဘင်္ဂဘွားတွေကဘွားမှာပိုးအောင်မြင်တာတွေ့ရတယ်ဒါကြောင့်ဘင်္ဂဘွားဖြစ်လာပြီဆိုရင်စကားပြောဆိုထိမှာတေချာလေးလောက်ပါပြောရဲဆိုတဲ့နေရာမှာနည်းနည်းရင်ရင်ကြီးကြီးလေးပြောပါလို့ကျွန်တော်တို့ပြောလို့ရတယ် ဒါအပြင်ဘင်ကဘွားတွေအနေနဲ့နောက်ထပ်သိရမယ့်အချက်တွေကဘာလဲဆိုတော့ကိုကိုတိုင်ဘင်ကဘွားဖြစ်လာပြီဆိုရင်ကျွန်တော်တို့ကဘလူဟာမျိုးတွေကိုတွေးရတဲ့လဲဆိုတော့အလုတ်တင်တဲ့ပတ်သက်ဆက်နွယ်အများရန်ငါတော့ဓာကြီးကိုတက်တက်လုံးလုံးမယ်တက်တက်လုံးရရှိဒီတိုင်းပဲသွားမယ်အာဒီစီဘွားအတိုင်းပဲလုံးမယ်ဒီလိုပဲစူးစမ်းမယ်ဆိုတာမျိုးထက်အာပိုကောင်းတဲ့ဟာကိုဘယ်လိုလုပ်မလဲပိုကောင်းတဲ့နေရာတစ်ခုရအောင်ဘယ်လိုလုပ်မလဲဒါအလုတ်အကင်နဲ့မဟုတ်ဘူး ဟိုနေရာထိုင်ခင်းရာစအိုးအင်ရာစသုံးတဲ့ accessory ပစ္စည်းတွေအားစကျွန်တော်တို့ကပိုကောင်းတဲ့ဟာဖြစ်ဖို့ဘာလုပ်မလဲဆိုတာမျိုးအများအန်တွေအစ်စ်အစ်စ်တွေကိုအများအန်ပြင်ဆင်နေတဲ့တယ်။တော့ဘင်ကဘွားတွေကိုအချို့ကမကြိုက်ကြဘူးမအောင်မြင်ကြဘူးထင်တယ်။အောင်မြင်တဲ့ဘင်ကဘွားတွေအများကြီးအားလုံးသိတဲ့အပြောရရင် Facebook တီထောင်တဲ့ Masuka ဘက်ကတင်းနေတာဘင်ကဘွားဖြစ်တယ်။နော်အဲ့တော့ဘင်ကဘွားတွေကကြီးကြီးကျယ်အောင်မြင်တယ်အချို့ကဘင်ကဆိုရင်မကောင်းဘူးထင်ကြတာ။ကျွန်တော်ဒီရင်သွေးမွေးဖွားရလာယူရင်ကျွန်တော်ကဘင်ကအချို့ရွေးပေးတာအများကြီးရှိတယ်။ တော့ဘင်္ဂဝါရီကကောင်းတယ်အများကြီးအဆင်ပြေနိုင်တာတွေ့ရတဲ့အတွက်အပြောင်းလဲတွေလုံနိုင်တဲ့လူမျိုးတွေအတိတ်အသည့်တွေလုံနိုင်တဲ့လူမျိုးတွေနော်တေးချာချာခေရေးစီချောင်းအပြောင်းလဲတွေလုံနိုင်တဲ့ဘင်္ဂဝါရီကအောင်မြင်အဆင်ပြေကြတာများပါတယ်နော်အဲ့တော့ဘင်္ဂဝါဖြစ်တဲ့ဆိုပြီးတော့စိုးရင်စရာမရှိဘူးဒါအပြင်ဘင်္ဂဝါရီဖြစ်လာပြီဆိုတော့ကျွန်တော်တွေးရမယ့်ချက်ကဘာလဲဆိုတော့တန်ရောစင်ပေါ့အရင်တန်ရောစင်ကိုတော်ရပြီးတော့အာဒီတာသမီနားမှာပဲဒီခင်မောနားမှာပဲဒီဇနီးနားမှာပဲနေပြီးငါတို့အေးအေးဆေးဆေးပဲနေမယ်ဆိုတာတက် ဘလို့စွန့်စားရမလဲဘလို့ကြိုးစားရမလဲစွန့်အောင်စားစားနဲ့ဟိုလောက်ခတဲ့အလုပ်တွေဖောက်ထွက်ပြီးလောက်ခတဲ့အလုပ်တွေသူများမလုပ်သေးတဲ့အလုပ်အစ်စ်တွေစွန့်ဦးတီထွင်တဲ့ပတ်သက်တဲ့အလုပ်မျိုးတွေကိုပို့ပြီးလောက်တာကအောင်မြင်နိုင်ခြင်းရှိပါတယ်လန်ဟောင်းလိုက်တယ်သူများလုတ်ပြီးသားအလုပ်တွေသူများဖောက်ပြီးသားလန်ကိုလိုက်လျှောက်တာတဲ့လန်အသက်ဖောက်နိုင်အောင်ကြိုးစားတာကပို့ပြီးတော့အဆင်ပြေနိုင်တဲ့အနေအထားမျိုးရှိပါတယ်ဒါဘင်္ဂဘွားဖြစ်ရင်ဒါကို လုံးဝမမေ့လိုက်ပါနဲ့ဒါအပြင်ဘင်ကဘွားတွေတော်တော်များများရဲ့အာသာချက်မှာဘာရှိလဲဆိုအိမ်တော်ကြီးအာသာချက်ရှိတယ်အကုန်လုံးဘင်ကဘွားတွေအိမ်တော်ကြီးကံကောင်းတာမဟုတ်ဘူးနော်အိမ်တော်ကွဲနေတဲ့ဘင်ကဘွားတွေအိမ်တော်ကြီးအဆင်ပြေတဲ့ဘင်ကဘွားတွေအများကြီးကျွန်တော်တွေ့ဘူးတယ်ဒါမဲ့၁၀ရောက်မှာ၇ရောက်ကဘင်ကဘွားတွေကအိမ်တော်ကြီးကံကောင်းကြတာများတယ်မယုံရင်၁၀ရောက်လောက်ကိုသူတည်နာလို့ကြီးတော့ပို့ပြီးတော့အဆင်ပြေအောင်အယောက်90လောက်ထိဘင်ကဘွားတွေကိုသူတည်နာလို့ကြီးဘင်ကဘွားတွေတော်တော်များများ ရာဂိုင်နှုန်းအပြည့်80ရာဂိုင်နှုန်းအိမ်တော်ရေးကံကောင်းကြတယ်အိမ်တော်ရေးအဆင်ပြေကြတာများတယ်အိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့အားသာချက်တခုရှိတယ်ဒါကြောင့်ပဲကိုအိမ်တော်ကြပွားရင်ကိုအိမ်တော်ဘက်ကပိုပြီးစီးပွားရေးကောင်းသွားတာမျိုးဖြစ်ဖြစ်ကိုကြောင့်အိမ်တော်ဘက်ကလည်းလုပ်ငန်းတွေအဆင်ပြေပြီးတော့ကျွဲကူရေပါလို့ဆိုလို့လင်းများနှစ်ယောက်စလုံးတိုးတက်သွားတာပဲဖြစ်ဖြစ်ဒီလိုမျိုးတွေကိုဖြစ်လွယ်တာဖြစ်တဲ့အတွက်ဘင်္ဂဘွားတွေကအိမ်တော်ကြီးမှလည်းအားသာချက်သူများတွေထက်ပိုရှိကြတယ်လို့ကျွန်တော်တို့အများကြီးတွေ့ရတယ်ဒါကြောင့်ဘင်္ဂဘွားဖြစ်လာပြီဆိုရင်စွန့်စားပါ ပုံတော်ကြီးနေမနေပါနဲ့အဆက်အသွယ်အခြေဆက်မိအောင်လုပ်ပါဗုဒ္ဓဘုဂျိုအားကောင်းတာဖြစ်တဲ့အတွက်လင့်နေအများကြီးချိန်ထားဖို့လိုတယ်။နေပဲတိတိယကျွမ်းကျင်တဲ့လူတွေနဲ့တိထားဖို့လိုတယ်။နော်ဘယ်သူနဲ့မှလည်းမသိဘူးပုံတော်ကြီးတကယ်ချင်းရမယ်လက်ချိုးကြည့်လို့ရတယ်။တရောင်နှစ်ယောက်ပဲရှိတယ်ဆိုတော့ဘင်ကဘွားကြီးတော်တော်များများအောင်မြင်လေးမရှိပါဘူး။နော်ဒါကြောင့်ကိုဘလို့နေထိုင်ရမလဲဘလို့ဟိုရက်တီးရမလဲဆိုတော့ဒီလောက်ဆုံးတွေးမိမယ်ထင်ပါတယ်။